မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ထဲကိုဒီနေ့မနက်ပိုင်းကရှော့တိုက်ဒုံများကြားရောက်ပောက်ခွဲခဲ့ပြီးတော့မီးလောင်ကျွမ်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့ကနေစတင်ပြီးတော့ MNDA ဦးဆောင်တဲ့တော်လိုင်းတပ်များကရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ကိုစတင်တိုက်ခိုက်ခဲ့ကြပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်အစောပိုင်းကစတင်ပြီးတော့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားကမနက်10နာရီခွဲအချိန်ရှော့တိုက်ဒုံ10လုံးထက်မနည်းရှမ်းမြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းထဲကိုကြားရောက်ထိမှန်ခဲ့တယ်လို့သိရပါတယ်။ရှော့တိုက်ဒုံထိမှန်ပြီးတဲ့နောက်မ မိများလောင်ကျွမ်းခဲ့ပြီးတော့မိကိုလုံးကြီးများတက်လာခဲ့တယ်လို့သိရပါဗျ။ဒီမနက်စေနာရီခွဲဝင်းကျင်လောက်မှာရမခတန်းယုံနယ်ကို short တိုက်ဒုံးတွေ၁၀လုံးလောက်ကျပြီးတော့ပောက်ကွဲမှုတွေဖြစ်တယ်။ပြစ်တာကတော့ short တိုက်ဒုံးတွေအများကြီးပဲ။အဲ့ဒီတဲမှာ၁၀လုံးကရမခဒဲကိုကွက်တိကျရောက်ပောက်ကွဲတယ်။ရမခတိုင်းစစ်ဌာနချုပ်ရဲ့ပင်မအထိုင်ယုံချုပ်နဲ့တမိုင်ပတ်လေအတွင်းမှာတိုက်ပွဲတွေဖြစ်နေတယ်။ပပလေကနေပြီးတော့ရမခကိုဝိုင်းရံပိတ်ဆို့ထားတာလို့စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ MNDA ဥဆောင်တဲ့အထူးရဲတပ်ဖွဲ့များကလည်းလာရှိုးမြို့တစ်ခုလုံးမှာကင်းလှည့်နေပြီးတော့လုံခြုံရေးများကိုဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။မနေ့ကလာရှိုးအကျဉ်းထောင်ကိုလည်း MNDA တပ်များကဝင်ရောက်သိမ်းပိုက်မှုများကိုလုံဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်ကြောင်မဲတိုက်ပွဲအတွင်းမှာတေဆုံးနေတဲ့စစ်ကောင်စီတပ်သားအလောင်း100ကျော်ကိုတောင်းတက်မတော် TNL နဲ့လူမှုကူညီရေးအသင်းတွေကမိစကြိုပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မှာရှမ်းတောင်ကနေပြီးတော့ကြောင်မဲဘက်ကိုစစ်ကူလာတဲ့စစ်ကောင်စီရဲ့တပ်မ71လက်အောက်ခံအင်အား900နီးပါးဟာ ကြောင်မဲမျိုးတွေကိုထုတ်ဖောက်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေကို PNL နဲ့ပူးပေါင်းတပ်တွေကရပ်ပိုင်းအတွင်းမှာတိုက်ထုတ်နိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့မှာကြောင်မဲမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကတရာကျော်သေဆုံးပြီးစစ်တုံးပန်းအများအပြားကို PNL နဲ့ပူးပေါင်းတပ်တွေကဖမ်းဆီးရမိခဲ့ပြီးတော့အလောင်းမကောက်နိုင်သေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းကြံရှိနေတယ်လို့သိရပါဗျ။ အလောင်းတွေဟာပြန့်ကျဲနေပြီးတော့ပုပ်ပွနေတာကြောင့်15လောင်း16လောင်းစသဖြင့်စုပေါင်းပြီးတော့လမ်းတွေမှာမီးလိုက်ရှို့နေရတာလို့ရှေ့တန်းစစ်မြေပြင်သတင်းအရင်းမြစ်ကပြောကြားထားပါရယ်။ဒါအပြင်စစ်ကောင်စီဘက်ကစစ်ကူပို့လာတဲ့တပ်ဖွဲ့ဝင်တွေထဲမှာစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ပြီးတဲ့နောက်တပ်သားတပ်တွေစုဆောင်းခံရတဲ့လူတွေလည်းပါဝင်လာတယ်လို့သိရပါရယ်။အဲ့ဒီစစ်ကူတွေဟာရန်ကုန်မင်္ဂလာတုံးလေးစိတ်ကနေပြီးတော့ဟဲဟိုးဘာထူးရက်ဆောက်ဒုထဝရီဒရားကနေတဆင့်နောင်ပိလေးကြောင်မဲမြို့တဲကိုစစ်ကူလာခဲ့တာဖြစ်ကြောင်းဖမ်းမိရရှိတဲ့တုံမန်းတွေကပြန်လည်ပြီးတော့ပြောပြခဲ့ပါရယ်။ ်လက်ရှိမှာကြောင်မဲမြို့ပြင်မှာကြန့်ရှိနေတဲ့ချင်းမြန်တရဲ900နဲ့900နှစ်ကိုကောင်းတက်မတော် TNL နဲ့ပူပေါက်တက်တွေဆက်လက်ထိုးစစ်ဆင်တိုက်ခတ်နေပြီးတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ကြောင်မဲမြို့ကိုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကတည်းက TNL နဲ့ပူပေါက်တက်ဖွဲ့တွေဟာစတင်တိုက်ခိုက်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်စစ်ကောင်စီကနိုင်ငံတော်လုံးမှာစစ်ရှုံးနေတော်လဲလာမယ့်အော်တိုဘာလမှာစုကရေးတီးပြိုင်ပွဲနဲ့ဒီဇင်ဘာလမှာအမျိုးသားအားကစားပြိုင်ပွဲများကိုကျင်းပမှာဖြစ်ကြောင်းကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်ကအမိန့်ပေးညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့6မြင်းဆောင်2024အစည်းအဝေးမှာအကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကအခုလိုမျိုးအမိန့်ပေးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါရတယ်။အကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကလာမယ့်အော်တိုဘာလမှာစုကရေးတီးပြိုင်ပွဲကျင်းပပြုလုပ်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိတယ် ယ်လို့သိရပါတယ်ဒီဇင်ဘာလမှာအမျိုးသားအားကစားပြိုင်ပွဲကိုလည်းကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်ပြိုင်ပွဲများကျင်းပရန်အတွက်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန်လိုကြောင်းပြောဆိုခဲ့ပြီးတော့အမျိုးသားအားကစားပြိုင်ပွဲကိုကျင်းပရန်မှာလည်းအရေးအသွေးရှိပြီးတော့အဆင့်တန်းရှိရှိနဲ့ရှင်ပြိုင်ကစားနိုင်တဲ့အားကစားပြိုင်ပွဲဖြစ်စေလိုကြောင်းပြောကြားထားတယ်လို့သိရပါတယ် ပြိုင်ပွဲနှစ်ခုစလုံးမှာဝင်ကြီးဌာနများပြည်내နဲ့တိုင်းများကပြိုင်ပွဲဝင်များဟာအစဉ်အတန်းရှိရှိနဲ့ဝင်ရောက်ရှင်ပြိုင်နိုင်ရေးအတွက်တရားမျှတတဲ့ရှင်ပြိုင်မှုဖြစ်စေရေးအတွက်ဆောင်ရွက်ပေးကြစီလိုကြောင်းမင်းအောင်လှိုင်ကပြောဆိုသွားပါတယ်လက်တလောင်းမှာမင်းအောင်လှိုင်ဦးစီးတဲ့စစ်ကောင်စီဟာရှမ်းမြောက်ဒေသမှာလာရှိုးမြို့နယ်ကိုဆုံးရှုံးထားပြီးတော့မိုးကုတ်နဲ့နောင်ချိုတို့ကိုလည်းလက်လွတ်ထားရတယ်လို့သိရပါတယ်မန္တလေးတိုင်းမှာစိန်ကူးမြို့နယ်ကိုဆုံးရှုံးထားရပြီးတော့ရခိုင်ပြည်နယ်မှာလည်းစစ်ရှုံးနေပြီးမြို့နယ်အများပြားကိုလက်လွတ်နေရကြောင်းသိရှိရပါတယ် ကချင်ပြည်နယ်မှာလည်းအလားတူပဲဆစ်ရှုံးနေပြီးသခိုင်းတိုင်းမှာလည်းတော်လိုက်ရေးတပ်များရဲ့တိုက်ခိုက်ခြင်းများကိုစစ်ကောင်စီတပ်များကခံနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာစက်သုံးစီများစတင်ပြက်လက်နေပြီးတော့စီဆိုင်များမှာကားတွေတန်းစီပြီးတော့စီဝဲယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မွန်လွဲပိုင်းကစတင်ပြီးတော့ရန်ကုန်မှာရှိတဲ့စက်သုံးစီအယောင်းဆိုင်များမှာ92ဒက်စီနဲ့95ဒက်စီတွေကုန်နေပြီဆိုတဲ့အခြေအနေများစတင်ကြုံတွေ့လာရတယ်လို့သိရပါဗျ။ မနေ့ကညပိုင်းကစီဆိုင်တချို့မှာတန်းစီပြီးတော့စီဖြည့်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါတယ်ဒီကနေ့မနေ့ပိုင်းမှာတော့စီဆိုင်များမှာ73စီအလုံးဝယ်ယူ၍ရရှိခဲ့တော့လဲ အခုမွန်လွဲပိုင်းကနေစပြီးတော့စီတွေတန်းစီပြီးတော့ဝယ်ယူနေရတယ်လို့သိရပါတယ်။စီဆိုင်တချို့မှာအကန့်အသတ်နဲ့သာဓာတ်စီရောင်းချပေးနေတယ်လို့သိရပါတယ်။အခုစိုင်းတော်တော်များများမှာကားတွေပြန်ပြီးတော့တန်းစီနေရတယ်။မက်စီဆိုင်တချို့မှာဓာတ်စီပြတ်သွားတယ်။ဒီဇယ်ပဲရတော့တယ်။လှိုင်ကမြက်မြတောင်ပေါ်မှာတော့စီအားလုံးရပေမဲ့ကားတစ်စီးကို3000ဘိုးပဲရောင်းပေးတယ်။ကဘာအင်းညူးတွေမှာလည်းကားတွေတန်းစီနေတယ်လို့ရန်ကုန်ကတက္ကစီရင်မောင်းတို့ကပြောဆိုထားပါတယ်။အမေရိကန်ဒေါ်လာဟာဒေါ်လာကိုငွေကျပ်9300ကျော်အထိမြင့်တက်လာတဲ့အချိန်မှာစစ်ကောင်စီက73စီတင်သွင်းရလိုအပ်တဲ့အမေရိ ကန်ဒေါ်လာများကိုအပြည့်အဝရောင်းချပေးခြင်းမရှိတော့ဘူးလို့သိရပါတယ်။ဒါအပြင်စက်သုံးစီရဲ့ဈေးနှုန်းများကိုလည်းမြင့်တက်လာတဲ့အမေရိကန်ဒေါ်လာတန်ဖိုးနဲ့အညီလိုက်လံတက်ပေးခြင်းမရှိဘဲနဲ့စစ်ကောင်စီကတတ်မှတ်ထားတဲ့ဒေါ်လာငွေလဲနှုန်းနဲ့သာတွက်ချက်ရောင်းချမှုများကိုလှုံ့ဆော်နေတဲ့အတွက်စက်သုံးစီတင်သွင်းတဲ့ဒူရီအနေနဲ့အခက်တွေ့နေရတယ်လို့သိရပါတယ်။လက်ရှိဒီလိုဝါမှာစက်သုံးစီတင်သွင်းရအခက်ခဲဖြစ်ပေါ်နေပြီးတော့ စီမထုတ်ပေးနိုင်မှုများလည်းရှိနေတယ်လို့သိရပါဗျ။အခုဘဟုဗန်ကစီတင်သွင်းဖို့ဒေါ်လာရောင်းမပေးနိုင်တော့ပြန်ဘူး။ပြီးတော့စက်သုံးစီလေးကိုပြင်ပကဒေါ်လာနဲ့ဝယ်ပြီးတော့တွင်းလာတာကိုလည်းဘဟုဗန်တတ်မှတ်ထားတဲ့ဒေါ်လာဈေးနဲ့စီဈေးနှုန်းတတ်မှတ်နေတာကိုလည်းမပြင်မေးဘူး။အပြင်မှာကဒေါ်လာကတအားကိုတက်နေတာ။မုံလုံးကိုဆက်ကူကဒီပြဿနာပဲခဏခဏပြန်ပြန်ပြီးတော့ကြော့ပြီးဖြစ်နေတယ်။ဒေါ်လာလည်းရောင်းမပေးဘူး။ရောင်းမပေးလို့ပြင်ပကပေါက်ဈေးနဲ့စီသွင်းပြန်တော့လေစီဈေးနှုန်းကိုအနှိမ့်ဈေးနဲ့တတ်မှတ်ထားတယ်။ အခုစီရီထပ်ပြီးတော့ပြက်လက်နိုင်တယ်အခုတီလိုဝါမှာ73စီတွေလုံလုံလောက်လောက်ထုံမပေးနိုင်ပြန်ဘူးလို့73စီတင်သွင်းတဲ့ဒုတအုပ်ကပြောဆိုလာပါတယ်လက်တလော73စီရဲ့ဈေးနှုန်းများဟာ92ဒက်စီတလီတာကို2630ကျပ်95ဒက်စီတလီတာကို2850ကျပ်စစ်ကောင်စီကတတ်မှတ်ထားပြီးတော့အဲ့ဒီဈေးနှုန်းများနဲ့ဆက်လက်ရောင်းချနေရတဲ့အတွက်73စီတင်သွင်းသူများဟာအရှုံးပေါ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးမျိုးကရက်ကွက်နဲ့ခြေရွာ30နီးပါးမှာရေဘေးတွေ့ကြုံနေရပြီးတော့ကယ်ဆယ်ရေးစခန်း28ခုဖွင့်လှစ်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ29ရက်နေ့ညနေပိုင်းအထိကိုပဲခူးမျိုးမှာရေဘေးဒုက္ခတွေ9000ကျော်အထိရှိလာပြီဖြစ်တယ်လို့လည်းသိရပါဗါးမိုးတဲထန်စွာရွာသွန်းပြီးတော့ပဲခူးမြစ်တက်လာလို့ ူလိုင်လ26ရက်နေ့ကစတင်ပြီးတော့ပဲခူးမျိုးကရက်ွက်နဲ့ခြေရွာ30နီးပါးမှာရေဝင်ရောက်နေပြီးတော့အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရတယ်လို့ဆိုပါတယ်လက်ရှိမှာကယ်ဆယ်ရေးစခန်း28ခုအထိဖွင့်ထားရပြီးတော့ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေတဲ့ရေဘေးတင်ပြည်သူတွေကိုအလှူရှင်တချို့ကထမင်းတုပ်ရေတန့်တွေကိုဝင်ငှနေပေမဲ့လူဦးရေတွေဟာများနေတာကြောင့်လိုအပ်ချက်တွေရှိနေတယ်လို့လည်းဆိုပါတယ်အခုမနက်ပိုင်းရေစီးတွေပိုတန်လာတဲ့ဒီဘက်ကတဲအိတ်တွေနဲ့ကာထားလို့သာအရမ်းမဆိုးတာတဖြည်းဖြည်းနဲ့များလာပြီးရေလွတ်တဲ့နေရာကိုရွှေ့ပြောင်းနေထိုင်နေရတာ မနေ့ကတော့တအိမ်တော်ကိုကြောက်ဥပြုံနဲ့ထမင်းတထုပ်စီဝေတယ်လို့ကဲတဲ့ဤစခန်းတစ်ခုတည်းကိုရောက်ရှိနေတဲ့ဒုတအူးကပြောပြထားပါဗါးအနေမိုင်းရက်ွက်တွေဖြစ်တဲ့ဇိုင်းတောင်ဇိုင်းမြောက်မဟာမြိုင်နဲ့ထန်းတော်ကြီးစတဲ့ရက်ွက်တွေအပါအဝင် ကျေးရွာရက်ကွက်30ကျော်နဲ့ဘကုံးမီးထားဝင်းတဲ့ကအိမ်တွေလဲရေကြီးနှင်းမြုပ်နေတယ်လို့ဆိုပါတယ်ဘကုံးမြုပ်အနီးမစင်းရေလောင်တမန်မှာရေရှမ်းကျလာတာကြောင့်မြေရေပုံပုံမြင့်တက်လာတာလို့လဲဒေတာတွင်သတင်းအင်းမေတခုကပြောဆိုထားပါတယ်ဒါအပြင်ဇောင်းတူ၁၀ပေါင်ကရေထိန်တကားကရေလွှတ်တာနဲ့မော်ကန်ပန်းလိုက်နဲ့ပုံနှစုရက်ကွက်တွေဘက်ကရေတားသဲအိတ်တာပေါင်တွေကိုရေဖောက်ချလွှတ်ပေးနေတာကြောင့်ရက်ကွက်တွေတဲကိုစဲရေတွေအလုံးအင်းနဲ့ဝင်ရောက်နေတယ်လို့လဲဆိုပါတယ်ဘကုံးမြေရေကဘကုံးမြုပ်ရဲ့စိုးရင်ရေအမှတ်ထက် လေးပေအထိကိုရေတက်နေပြီးတော့နောက်တရမှာနောက်ထပ်နှစ်လက်မှခန့်ကိုရေဆက်ပြီးတော့တက်နိုင်တယ်လို့မိုးလေဝသဌာနကခန့်မှန်းထားပါတယ်။ဇူလိုင်လဇန်းဘန်းကစပြီးတော့နိုင်ငံတော်လုံးမှာမိုးတဲထန်စွာရွာသွန်းနေပြီးတော့မြစ်ရေမြင့်တက်မှုတွေကြောင့်ရေကြီးရေရှမ်းမှုတွေဟာဇက်တိုက်ဖြစ်ပေါ်နေပြီးစိုးရိမ်ရေအမှတ်ထက်ကိုရောက်ရှိနေတဲ့မြို့ဆက်နက်မြို့အထိရှိလာပြီးတော့ရေပေးကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးဒေသရေစကြိုမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမတ်ဆက်ကိုရဲတပ်ဖွဲ့ကရဲတပ်ချက်တအူးက Royal Eagle PDF တပ်ဖွဲ့ထံကိုဇူလိုင်လ29ရက်နေ့မှာလက်နက်နဲ့တကွလင်းဝင်ခဲ့တာကြောင့်ငွေကျပ်330ချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ M16 တလက်ကြီပေါက်2ခုကြီးစံအတောက်200ကြီးကတထယ်တို့ကိုယူဆောင်အလင်းဝင်ခဲ့တာကြောင့်စုငွေကျပ်330ချိမြင့်ပြီးတော့လွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးခဲ့တယ်လို့ Royal Eagle PDF တပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ